စ်မော်ရယ်ရောသေးအနေနဲ့ရန်လေးလည်းသဘောကျမိတယ်လို့ပြောချင်ပါတယ်ရှင်။ဟုတ်ဟုတ် Zero Saints Ladies and Gentlemen Let's go Zero Saints is here ။ Wow အဲ့ safety ကမှ advanced safety feature ပါတော့ကားမောင်းတဲ့အခါမှာတော်တော်လုံးလုံးချုံချုံနဲ့စိတ်ချအောင်မောင်းလို့ရတယ်။အဲ့ဒါကတော့အဆင်ပြေရပေါ့နော်။အာ safety ကတော့ number 1ဆိုတော့လေမိကတော့အဲ့ဒါကိုတော့အရင်သဘောကျတယ်။ဒီမှာစိတ်ကွယ် ကော်ဒီဆန်တာမောင်းကျင်တဲ့သူဟိုတကယ်ကိုဟို performance ဘန်းကိုကြိုင်းနေတတ်တဲ့သူတွေအတွက်တကယ်ကိုလာပြီးကျွန်တော်ဟို try သင့်တဲ့ကားမျိုးစားပါဗော ထုတ်သွားတဲ့ zero sin mode တွေရောတဲ့အနေနဲ့ရမ်းလေးလည်းသဘောကျမိတယ်လို့ပြောချင်ပါသေးတယ်ရှင်ပါကျွန်တော်ယောက်ျားလေးကတော့ဝန်နိုင်မှာကြိုက်တယ်လေဝန်နိုင်မှာဆိုတော့သူကပြည့်စီစားတာလည်း1.5ဆိုတော့ဟိုကျွန်တော်တာဖို့လဲပါတယ်အဲ့တော့နင်းစီရမ်းမစားဆိုတော့ကျွန်တော်ကြိုက်တယ်ကြောင်တော့အချက်ကပြည့်ရဲ့နောက်က break me အလုံးလေးတွေကအပြင်ကိုပြူးပြီးတော့ထွက်နေရဆိုတော့ပုံစံမျိုးလေးတွေကသူကထည့်ပြီးသားတယ်ပြီးလို့ရှိရင် ဆက်ရှိအလွိုင်းထည့်ပေးတာဖြစ်တဲ့အတွက်လုံးဝစပေါ်တီကျိတဲ့လူတွေဆိုတော့ဘာမှအလွိုင်းတွေပိုင်းချိန်ပြရမလို့သူရဲ့ original မှာပါတဲ့အလွိုင်းတွေကိုတော်တော်ဥစဉ်ပြနေပြီအဲ့ဒီအချိန်တွေမှာရှိပါသူအဓိကအဲ့လို sporty type ဆိုတော့လေသူကအဲ့လိုလုံးဝကြည်ကြည်လေးနဲ့မောင်းလို့ကောင်းတယ်ကျိတယ်ကျိတယ်အဲ့လို main ကလေးဆိုတော့လေပြီးတော့မေကတိတ်မတော့ရင်တိတ်မရဘူးဆိုအဲ့လိုသူကတော့အဲ့လိုနည်းနည်းကြီးကြီးလေးလေးရှိရဲအဲ့လိုမောင်းရတာတွတ်တယ်အဆင်ပြေရဲ့ဟုတ်ကာလာပေါ့နော်ဒီထဲမှာသူ ပင့်ကာလာလေးတစ်ခုပါတယ်ပင့်ကာလာလေးကြတော့နည်းနည်းအဲ့လိုနည်းနည်းမြင်ရရှားတယ်လေမြင်ရနည်းနည်းရှားတော့အဲ့ပင့်ကာလာလေးကိုတော့နည်းနည်းသဘောကျတယ်ဟောပြီးတော့သူကအဓိကနောက်တော့လေသူသူ့ရဲ့အဲ့လိုညာဘက်မှာပါတဲ့သူ့ရဲ့ ambient light တွေပေါ့အဲ့ဒါဆိုလည်းတော်တော်အဆင်ပြေတယ်ပြီးတော့နောက်တစ်ခါသူ့ရဲ့ခုံသူ့ရဲ့ခုံကလည်းအဲ့လိုထိုင်ရတာအရန်တတောင်တတာရှိတယ်ကားပေါင်းတဲ့အချိန်မှာလေဟုတ် ready 01 02 03 04 05 06 07 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 အာဒီနေ့မိတ်ဆက်တဲ့ကားလေးကတော့ Lincoln 06ပေါ့ကျွန်တော်တို့ SUV compact SUV မိတ်ဆက်တဲ့အခမ်းအနားဖြစ်ပါတယ်ခင်ဗျဟုတ် အဲအဓိကကျွန်တော် exterior ဘိုင်းအောင်ပြောမယ်ဆိုရင်တော့ဒီကရဲ့အထူးခြားတဲ့ design ပေါ့နော် mega city contrast design နဲ့အလှလှလာမယ်နောက်ပြီးတော့ကျွန်တော်ဒီ bay ကဒီကားရဲ့ shape line တွေအားလည်းဟိုတခြားကားတွေနဲ့မတူတမှုထူးခြားတယ်ပြီးတော့ဒီ shape မှာရှိတဲ့ headlight တွေအနောက်က tail light တွေအားစဒီဒီ lean ကိုရဲ့ DNA ကိုကျွန်တော်တို့ဟိုတေးုပ်ဖော်ထားတဲ့ကားမျိုးစားဖြစ်ပါတယ်။ကျွန်တော်တို့ခေါ်တာကတော့ compact mid-size SUV အမျိုးစားပါခင်ဗျာ။ အအဓိကကတော့ SUV ဖြစ်တဲ့အတွက် highway သွားခြင်းတဲ့သူတွေခီးသွားခြင်းတဲ့သူတွေအတွက်ကျွန်တော်တို့ရန်ကုန်အဒီကားချစ်သူတွေအတွက်ကိုလုံအောင်တိုင်နေတတ်မဲ့ကားမျိုး ပေါ့နော်ပြီးတို့ရဲ့နောက်မီလုံးလေးတွေက၄00လေးအဲ့လိုဖြစ်နေတာအရန်ကိုဘယ်လိုပြောရမလဲ unique ဖြစ်တယ်ပဲပြောရမှာပေါ့လူငယ်ရန်ဆန်တဲ့အာပြီးတော့အမြင်မရိုးသွားမဲ့ပုံမျိုးပေါ့နော်ရေရှည်ကြည့်လို့ကောင်းပြီးတော့တို့ရဲ့လေသာပေါ့နော်ခုံလေသာလည်းထိတွေ့မှုကလေသာဆိုတာသိပါတယ်ကင်လိုက်တာနဲ့သဘောပေါက်တယ်ပေါ့နော်အဲ့လိုကင်ကြည့်လိုက်တဲ့အချိန်မှာသူကတကယ်ကို luxury semi premium လေသာအကောင်းစားစစ်ကိုရလို့ခံစားရဖြစ်တဲ့အတွက်ကြောင့်မလို့စီးတဲ့လူတွေလည်းတကယ်သဘောကျလိမ့်မယ်လို့တဲလို့ပဲကြိုက်လိမ့်မယ်

ိကတော့ဒီ link ကိုကျွန်တော်တို့အာ brand အကြောင်းပြောနည်းနည်းလေးပြောရမယ်ဆိုရင်ပေါ့သူကအဓိက main ကတော့လာတော့ Swedish ပေါ့နော်ကျွန်တော်တို့ Sweden Europe brand မျိုးစားဖြစ်တယ်ဆိုတော့ဒီအာ link ကိုကကျွန်တော်တို့အရှမာနေမဟုတ်အဲ Europe ဘက်မှာလည်းတကယ်အောင်မြင်တဲ့ brand အကြီးတစ်ခုဖြစ်တယ်ပေါ့ဆိုတော့သူတို့ထုတ်တဲ့ကားတွေကလည်းကားမျိုးစားအများကြီးရှိတယ်ဆိုတော့အဲ့ထဲမှာမှကျွန်တော်တို့ကဒီ06 model ကိုပထမဆုံးအနေနဲ့ကျွန်တော်တို့အာဒီမြန်မာကားချစ်သူတွေအတွက်ကို စတင် မိတ်ဆက်ပေးခြင်းဖြစ်ပါတယ်ပြီးတော့ဒက်စီကာဖြစ်တဲ့အတွက်ကျွန်တော်တို့အာဒီခီးဝေးသွားခြင်းတဲ့သူတွေဒီဒက်စီကာကိုဒီ brand အသစ် quality ဟိုပုံစံအသစ်နဲ့မြင်ကျင်တဲ့သူတွေအတွက်ကိုတကယ်ကိုရွေးချယ်ဆရာကောင်းမဲ့ကားမျိုးစားဖြစ်ပါတယ်ဗျာ size လည်းနည်းနည်းသေးမယ်နောက်ပြီးတော့မျိုးရင်းမောင်းကျင်တဲ့သူတွေအတွက်ကိုစီစားလည်းတတ်တာမယ်အဲပြီးတော့ဒီမောင်းနေရတဲ့ performance အပိုင်းမှာလည်းတခြားကားရင်လည်းမတူအောင်ဟိုဒီဆွမ်းဆောင်ရည်ပိုင်းလည်းမြင်မာတဲ့အတွက်ဟိုကြိုက်ကြမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဗျဟုတ် ား advanced safety feature ပါတော့ကားမောင်းတဲ့အခါမှာတော်တော်လုံးလုံးချုံချုံနဲ့စိတ်ချအောင်မောင်းလို့ရတယ်အဲ့ဒါကတော့အဆင်ပြေရပါတော့ safety ကတော့နံပါတ်1ဆိုတော့မေကတော့အဲ့ဒါကိုတော့အရင်သဘောကျတယ် engine power ကိုကျွန်တော်စပြောမယ်ဆိုရင်1.5 turbo ပေါ့နော်ဒါပေမဲ့အဓိက1.5 turbo အာ engine ပေမဲ့ကားရဲ့ performance ပိုင်းကတကယ်မောင်းနေတဲ့အခါမှာတကယ်ကိုဒီ2.0နီးနီးကိုကားအယုံဆွဲတာအကောင်းမယ်နော်ပြီးတော့ sporty vibe ပေါ့နော်အဓိကဒါလေးကိုကျွန်တော် highlight လုပ်ချင်တယ်အဓိက sporty sense မောင်းချင်တဲ့သူဟိုတကယ်ကို performance ပိုင်းကိုကြိုင်းနေတတ်တဲ့သူတွေအတွက်တကယ်ကိုလာပြီးကျွန်တော်ဟို try သင့်တဲ့ကားမျိုးစပါပေါ့ပြီးရင်ကျွန်တော်တို့ driving mood မှာဆိုရင်လည်းပုံမှန်ကားတွေမှာ မပါတဲ့ intelligent mood ဆိုတာလေးလဲကျွန်တော်တို့ဒီကားမှာပါတာကိုတွေ့ရှိရတယ် Volvo နဲ့ပူးပေါင်းပြီးထုတ်တာဖြစ်တဲ့အတွက်ဒီအောက်ပိုင်းတွေ chassis တွေမှာလည်းတကယ်ကိုဟိုညင်ညောင်းတဲ့အကြိုင်းအကြတွေဒီမညီတဲ့နေရာတွေမှာလည်းတကယ်ကိုမောင်းလို့ကောင်းတဲ့ကားမျိုးစားတစ်ခုဖြစ်ပါတယ်ဝိတ္တူ warranty ကတော့ဒီကျွန်တော်တို့9နှစ်ကီလိုတသိန်းခွဲပေးသွားမှာပါဒီပြီးတော့ service center အစ်စ်တွေလင်းရန်ကို showroom forward showroom အစ်စ်တွေကိုလည်းကျွန်တော်တို့ဒီအာနောက်လာမယ့်နှစ်ထဲမှာလည်းကျွန်တော်တို့တိုးချဲ့ပြီးပွင့်လင်းသွားမယ်ဆိုတော့ customer တွေလည်းအာစိတ်ဝင်စားလာရောက်ကြည့်ရှုပေးကြပါအောင် အာမနေ့ဖြန်ဆပြီးတော့လဲမြန်မာပလာဇာကျွန်တော် promotion area မှာဒီလင့်ကို book လေးထားရမယ်ပေါ့နော်ဆိုတော့ဒီနေ့မကြည့်လိုက်ရတဲ့သူတွေ customer တွေကိုလဲကျွန်တော်မြန်မာပလာဇာ book ကိုလဲလမ်းငယ်ဖို့ဒီကနေဖိတ်ခေါ်ချင်ပါတယ်ဗျဟုတ်ဒီမှာစိတ်ကိုရိုက် မကပိုးပြီးတော့အောင်မြင်ပါစေပြီးတော့ customer ရဲ့အသက်တွေအများကြီးပိုင်ဆိုင်နိုင်ပြီးတော့ဒီ06 model ကြီးကိုလည်းအာ share ရောင်းထွက်နိုင်ပါစေလို့တဲကဆုတောင်းပေးပါတယ်ရှင်ဟုတ်ကဲ့ပါကျွန်တော်တို့ဒီ link ကိုမြန်မာကနေထုတ်တဲ့ AG Spotify စာ အဲ့ကကျွန်တော်06ပေါ့ကျွန်တော်ကျွန်တော်လည်းခြိုက်တဲ့တဲမှာပါလို့အဲမိဘပြည်သူတွေအနေနဲ့လည်းခြိုက်နေတက်ကြလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်အဓိကဝယ်ယူခြင်းတဲ့သူတွေစိတ်ဝင်စားအားပေးခြင်းတဲ့သူတွေအတွက်ကျွန်တော်တို့အာဒီ hotline တွေကိုဖုန်းခေါ်ပြီး pre order မှာယူလို့ရပါတယ် အဲဒီဟိုကားကိုလည်းကိုယ်တိုင်လာကြည့် test ride လုပ်ကြည့်ခြင်းနဲ့ဆိုရင်လည်းကျွန်တော်မြန်မာ plaza booth မှာလည်းကျွန်တော်တို့ team ရှိနေပါမယ်ဆိုတော့အဲ့မှာလည်းစိတ်ကြိုက်လာ test ride လာလုပ်ကြည့်ပါ ပြီးတော့ကျွန်တော်ဟို pre order လည်းအဲ့မှာဟို လာပြီးတော့ order တင်လို့ရပါတယ်ခင်ဗျာ